မင်္ဂလာပါခင်ဗျာကျွန်တော်ဆရာဟန်ဂျူရာဟင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီယာဒီတွင်တွေနဲ့ပတ်သက်ပြီးတော့ဗောနော်တလားစာဟောစတဲ့တွေကိုကျွန်တော်ဟောပြောပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာမကာရယာဒီဘွာကပရီကွန် မကာရယာရီဘွားတွေအတွက်ပေါ့နော်ဒီအော်တိုဘာလ၃ရက်နေ့ကနေအော်တိုဘာလ30တော့တွင်မှာ စီးပွားရေးနဲ့ပတ်သက်ပြီးတော့တန်တရာလေတက်တယ်ပြောမှဆိုရင်အစမှာကောင်းခဲ့တယ်လို့လို့နဲ့ပြန်ပြီးတော့ညံ့သွားတတ်တယ်ပြောမှဆိုရင်တော့သူတို့စီးပွားရေးကတစ်ဖက်ပြန်ပြီးတော့နှိမ့်ဖိပြားတတ်တယ်ပြောမှဆိုရင်တော့ဒီမကာရယာရီဘွားတွေကအော်တိုဘာလမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့ပြည့်ရေများပြီးတော့မာယာများတဲ့စီးပွားရေးကိုလုပ်နေရတယ်ဖြစ်တယ် ဒီစီးပွားရေးကအကျိုးအမြတ်တွေအများကြီးရှိလာပြီလုံးဝဆုံးရှုံးမှုတွေမဖြစ်ဘူးပေါ့နော်ဒါဒီကိုယ့်ရဲ့စိတ်ယုံကထုတ်လိုက်တဲ့အရာတွေကိုယ့်ရဲ့ဒီဈေးဆိုင်ကရောင်းလိုက်တဲ့အရာတွေအကောင်းမွန်တာပေါ့နော်သို့တော့ဖြတ်လို့ဖြတ်စီဖြုတ်သွားတတ်တယ်ပြောမှဆိုရင်ကိုထုတ်လိုက်တဲ့ထုတ်ကုန်ကိုရောင်းလိုက်တဲ့ပစ္စည်းတွေကအရန်ရောင်းကောင်းတယ်သို့တော့နောက်ွယ်မှာနမယ်ဖြတ်ဖြတ်တတ်တာပေါ့နော်ပြောမှဆိုရင်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကောင်းမွန်တယ်သို့တော့ မထင်မှတ်တာပဲ ਨੇ ပြိုလဲသွားတတ်တယ်เนาะဒီမကာရယာရီဘွားတွေကအော်တိုဘာလမှာတတိဝိရိယကြီးစွာနဲ့စီးပွားရေးပြုလုပ်ရမယ်သူတို့ကမာယာများတဲ့လာဖြစ်တယ်ငွေကြီးကြီးနဲ့ပတ်သက်ပြီးတော့မကာရယာရီဘွားတွေကမရှိမရှာပြောမှဆိုရင်သူတို့လက်မှာမရှိရင်တော့မှသူတို့ကစားနိုင်တောက်နိုင်ဝယ်နိုင်သုံးနိုင်ဖြုံးနိုင်လဲရှားဝါလားဆိုတော့လဲမရှားဘူးရှိလားဆိုတော့လဲရှိတဲ့အထဲမှာမပါဘူး ဒီမကာရယာရီဘွားတွေကဒီအော်တိုဘာလမှာမရှိမရှာဖြစ်တဲ့အတွက်သူတို့အတွက်မွေးဘူးမွေးရှံလို့မရှိဘူးเนาะပြောမစရင်မကာရယာရီဘွားတွေကဒီလမှာငွေချီချီငှားသုံးဆွဲတတ်တယ်သို့တော့နောက်လမှာသူပြန်ပြီးတော့ဆက်မှာပေါ့เนาะအဲ့ဒီအသွေးမျိုးနဲ့သူတို့ကလုတ်တတ်တဲ့မူကြီးရှိတယ်မရှိမရှာပေါ့เนาะပြောမစရင်လူမှုရေးနဲ့ပတ်သက်ပြီးတော့ပြဿနာသုံးတရားဖြစ်တတ်တယ်ဘလို့ပြဿနာသုံးတရားဖြစ်တတ်လဲဆိုတော့ဈာစကားတွေကြောင့် တဖက်သူကိုပြဿနာရှာတတ်တယ်တဖက်သူကို အစင်မပြေတာကိုပြောတတ်တယ်တဖက်လူကိုမိမိရဲ့ပြောမှဆိုရင်တော့ဒီလမှာမကာရအရာဒီဘွားတွေကလူမှုရေးနဲ့ပတ်သက်ပြီးတော့ထိတွေ့ဆက်ဆံတိုက်ခိုက်မှုတွေရှိတတ်တယ်အချစ်ရဲ့အိမ်တော်ရေးမှာကောင်းမွန်တဲ့ကောင်းမွန်တဲ့ချစ်ချင်းတွေရှိရဲကောင်းမွန်တဲ့အိမ်တော်ရေးတွေဖြစ်ဖြစ်လိမ့်မယ်ပေါ့နော်ပြောမှဆိုရင်ဒီသမီးစားမှာလည်းဒီပြဿနာတွေမတက်ဘူးဒီတိုင်းဒီလမှာဆိုရင်အေးအေးလူလူနဲ့တလားလို့ ဖြတ်တန်းသွားတတ်တယ်အိမ်အောင်ရေးမှဆိုရင်လည်းဒါဟိုအမျိုးသားရဲ့ချစ်ခင်ချင်တာမှုအမျိုးသမီးရဲ့ချစ်ခင်ချင်တာမှုကိုခံစားရပြီးတော့သားသမီးတွေနဲ့ပေါ့နော်သားသမီးအိမ်အောင်ဘက်တွေနဲ့ဒါပျော့ပျော့ရှင်းရှင်းနေရတတ်တယ်လားဖြစ်တယ်မြန်မာစတာပစား